ဖြစ်တယ်လို့မစားပါနဲ့အစားတောက်များကို စားသည့်အခါတွင်ဖြစ်တယ်လို့ကြုံရရင် ထိုင်စားခြင်းတလေကိုဆင်ခြင်သင်ပါရဲ့ထမင်းစားလဲထမင်းစပွဲတွင်ပြင်ဆင်ထားပြီးမှကြာကြာနာနာထိုင်ကစားတောက်သင်ပါရဲ့တယောက်တည်းစားစားမိသားစုနှင့်စားစားထမင်းစပွဲဆိုသည်မှာအစားတောက်များကို ခံစားပြီးစားတော့ရန်နေရာတနေရာအဖြစ်တတ်မှတ်စိတ်ထားကစားရန်လေလိုအပ်ပါရဲ့။နည်းနည်းစားပါစားတဲ့အစားအစာတွေကလည်းအရေအသွေးပြည့်မီတဲ့အစားအသောက်များဖြစ်ပါစေ။အစားအသောက်စားခြင်းမှာစိတ်ဖြင့်ခံစားခြင်းကလည်းအရေးကြီးပါရဲ့။အိမ်သာထဲတွင်မြည်သူမျှအစားမစားပါ။ညပ်ပပီးနန်းစော်သောနေရာတွင်ညီသူမျှအစာမစားကြမှာတန်ရှင်းပြီ အနံ့ဆိုးတွေကင်းသည့်နေရာတွင်သာစိတ်ကြည်လင်းစွာ စားတောက်ခြင်းကြပါလိမ့်မယ်။ထမင်းဝိုင်းထိုင်လိုက်လေလေအဝဲအစားအပေါ်ပိုင်းဗလာ ဖြစ်တယ်လို့လားထိုင်ကစားတောက်ခြင်းထက် ထမင်းကိုလေးစားသောအဖြစ်အဝဲအစားလေးဝက်ခါ လားထိုင်စားတတ်စီရန်စီကံများသတ်မှတ်ထားသင့်ပါတယ်။ထို့အလေးထားကထမင်းကိုဖြစ်တယ်လို့မစားလေးစားသည်ဆိုသည့်သဘောကိုတက်ရောက်စေပါတယ်။ရေမိုးချိုးကိုလက်တန့်စင်ပြီး စိတ်ရှင်းရှင်းလင်းလင်းစားတောက်နေထိုင်သည့်ထမင်းဝိုင်းတဝိုင်းဖြစ်စေရန်အားထုတ်တင်ပါရယ်ပလတ်စတစ်ဖြစ်ထုတ်ထားသည့်အသုံးဆောင်ပကံများကို ရှောင်တင်ပါရယ်တဘာဝကြကြမြေပကံတစ်သားပကံများဖြင့်မစားနိုင်သည့်တိုင်ပလတ်စတစ်ကင်းစင်သောဘဝတစ်ခုကိုစတင် ပြိုးထောင်တင်ပါရယ်ပလတ်စတစ်ကကျန်းမာရေးကိုထိခိုက်စေကြောင်းဆရာဝန်များကလည်းတွင်တင်ပါရယ်ခက်သစ်ထူးဆန်းတဲ့ ယောဂဝေဒနာများကိုရှောင်လွှဲနိုင်ရန်တဘာဝကြကြနေထိုင်စားတောက်ခြင်းကိုသာဦးစားပေးသင့်ပါတယ်။ဂျပန်တို့သည်ယနေ့တိုင်ပြည်တွင်းဖြစ်ကြွေထည်မြေထည်ပစ္စည်းများကိုသာသုံးပြီးစားတောက်နေထိုင်သည့်တလိများကို ပြိုးထောင်ထားကြပါတယ်။ထို့ပြင်ယနေ့တိုင်ယွန်းထည်နှင့်သစ်သားထည်ခွတ်ပကံများကိုဂုံယူစွာသုံးဆွဲနေကြဆဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်တွင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာပါတယ်။ ဆမ်မှုခစ်ကိုရောက်လာပြီဖြစ်သောကြောင့်ပစ္စည်းများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုဘက်ကိုဦးတည်လာပါတယ်။ပလတ်စတစ်တွေခစ်ဆားလာပြီးဈေးပေါကပေါ်ပါသည့်ပလတ်စတစ်ခစ်တွေယနေ့လူငယ်တွေကြီးပြင်းလာကြရတယ်။ပစ္စည်းတန်ဖိုးလူတန်ဖိုးကျန်းမာရေးတန်ဖိုးများကို အလေးထားသူတွေနေလာကြတယ်။နေရာတိုင်းပလတ်စတစ်တွေက လွှမ်းမိုးလာပြီးရှောင်လွှဲမလွတ်သည့်အနေအထားကိုရောက်လာတယ်။ အရေအတွက်ထက်အရေအသွေးပြေးဝသည့်အစားအစာများကိုပလတ်စတစ်တွေနဲ့ထည့်စားနေလေလဲကျန်းမာရေးအတွက်သင့်မည်မဟုတ်ပါကျန်းမာအောင်စားရရင်ကျန်းမာစေနိုင်မည်နီလန်းများကိုလည်းကျင့်သုံးရန်လိုအပ်ပါတယ်ရှေးကျူးလူမျိုးများစားတောက်နေထိုင်မှုကိုလေ့လာကြည့်လဲမိသားစုနှင့်ဝိုင်းဖွဲ့ကမစားတောက်မီရေမိုးချိုးပြီးကိုလက်တန့်စင်ကြတယ်အဝတ်အစားကိုလည်းကြာကြာနာနာဝတ်စားပြီးမှ ထမင်းဝိုင်းတွေထိုင်ကြရဲထို့နောက်ဝိုင်းဖွဲ့စားတော့ကြရဲစားတော့ရာတွင်လဲခွက်သေးသေးလေးတွေ ကိုစီဖြင့်စားကြပါရဲတဦးကိုတဦးလက်ဆင့်ကန်းကအစားတောက်များကို ပေးကြရဲထမင်းဝိုင်းဆိုဒီမှာစားတောက်ရန်တသက်မဟုတ်စုဝေးခြင်းတိုင်ပင်ဆွေးနွေးခြင်းအိမ်နောက်အကြီးအကဲဖြစ်သူက ပြောဆိုဆုံးမသင့်သည်များကို ထုတ်ပေါ်ပြောဆိုခြင်းမိသားစုဝင်များကလည်းမိမိတို့လိုအပ်ချက်များကိုဆွေးနွေးခြင်း စသဖြင့်စီလုံးညီညွတ်ခြင်းသဘောမျိုးဆောင်လေပိုကောင်းပါရဲ့မြမအယူအဆတွင် ထမင်းဝိုင်းတွင်စကားမပြောရဟုသတ်မှတ်ထားချက်များရှိပါရဲ့မိသားစုစုံနိုင်ခဲလာသောခေတ်တွင်စုံတုံးစုံခိုက်တယောက်မျက်နှာတယောက်ကြည့်ကစကားမပြောဘဲတိတ်ဆိတ်စွာ ထမင်းဝိုင်းသိမ်းလိုက်ရသည်မှာတခုခုကိုစုံရှုံသွားသလိုခံစားရပါလိမ့်မယ်ထုံးစံဒလိများလိုက်နာပါသို့တော်မိသားစုအရေးကိုလည်းဦးစားပေးပါ ောက် podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။